ကိုစိတ်နှပြဘေးရန်ကွာကျမရှင်လန်းနိုင်ကြပါစေဒီကနေ့တော့ဒကမာရီတောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကြောက်ရွံ့ခြင်းမှာကင်းဝေးခြင်းဆိုတဲ့စာအုပ်ထဲက In Quest of Democracy Democracy ရှာပုံတော်အပိုင်း6ကိုဆက်လက်ပြီးတော့ဆွေးနွေးကြရအောင်အဲဒီမိုကရေစီရှာပုံတော်အပိုင်း6မှာ The people in Burma eagerly imagined the privilege and freedoms that democracy would bring which was no surprise but they also carefully considered the responsibility needed to maintain a stable democracy after suffering under poor governance it was only natural for them to think deeply about how to achieve achieve good government အဲ့တော့တရားကိုဦးဇင်းဆွေးနွေးပြပါမယ်ရှင်းပြပါမယ် the people in burma eagerly imagined that the people in burma မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုဟာတဲ့ eagerly eagerly ဆိုတာကဘာလို့ဆိုစိတ်အားထက်သန်စွာလို့ဒီပေးရတယ် imaging imaging ဆိုတာစိတ်ကူးတာပေါ့စိတ်ကူးစိတ်တန်းတွေစိတ်ကူးတာစိတ်ကူးကြတယ်ပြည်သူတွေကစိတ်အထက်တန်စွာကိုစိတ်ကူးကြတယ်တဲ့ဘာတွေကိုစိတ်ကူးကြတယ်လဲဆိုတော့ the privilege privilege ဆိုတာကအခွင့်အရေးပေါ့နော်အဲ့ဒီအခွင့်အရေးတွေကိုစိတ်ကူးကြတယ်နောက်တစ်ခါ freedom freedom ဆိုတာလွတ်လပ်မှုလွတ်မြောက်မှုအဲ့ဒီလွတ်မြောက်မှုတွေကိုလည်းပဲပြည်သူတွေကစိတ်ကူးကြတယ်တဲ့ that democracy would bring အဲ့ဒီပြည်သူတွေစစ်ကူးတဲ့ဟာကဘာလဲဆိုတော့ democracy ကအဲ့ဒီအခွင့်အရေးတွေလွတ်လပ်မှုတွေကိုတည်ဆောင်လာမယ်ဆိုတာကိုစစ်ကူးကြတယ်တဲ့ which was no surprise ဒါဟာအန်အော်စရာမဟုတ်ပါဘူးတဲ့ but they also carefully considered သူတို့ကအဲ့ဒီပြည်သူတွေကဘာလုပ်တယ်လဲဆိုတော့ carefully considered carefully လေးလေးနက်နက် considered စဉ်းစားတယ်တွေးခေါ်တယ်ပြည်သူတွေကလေးလေးနက်နက်တွေးခေါ်တယ် the responsibility ဟောတာဝန်တွေကိုတာဝန်ယူမှုပေါ့နော်အဲ့တော့တာဝန်တွေကိုလည်းပဲရှိလာတယ်ဒီမိုကရေစီလိုချင်ရင်အခွင့်အရေးလိုချင်ရင်လွတ်လပ်မှုလိုချင်ရင်တာဝန်လည်းပဲရှိလာတယ်ဆိုတာပြည်သူတွေကသိတယ်အဲ့ဒါကိုလည်းစဉ်းစားထားကြပါတယ်တဲ့ needed to maintain needed အဲ့ဒီတာဝန်တွေလိုအပ်တယ် to maintain ထိန်းသိမ်းဖို့ ဘာကိုထိမ့်သိမ့်ပါလဲဆိုတဲ့အခါကျတော့ a stable democracy stable ဆိုတာတည်ငြိမ်တဲ့ democracy တည်ငြိမ်တဲ့ democracy เนาะကိုထိမ့်သိမ့်ဖို့အတွက်တာဝန်တွေရှိလာတယ်ဆိုတာကိုလည်းပြည်သူတွေကလေးလေးနက်နက်စဉ်းစားထားကြပါတယ်ဒါကြောင့်မို့လို့တော်လှန်ရေးကိုပြည်သူတွေကလုပ်ကြတယ် democracy ကမတည်ငြိမ်တာဘာကြောင့်လဲဆိုတော့ဒါပြည်သူတွေကစဉ်းစားတာ stable မဖြစ်တာဘာကြောင့်လဲဆိုတော့ပြည်သူ့ ဆန္ဒမပါဘဲနဲ့လွတ်တော်တဲ့ဝင်းဝင်းထိုင်နေကြတဲ့အားတွေပြည်သူတွေက တာဝန်မပေးဘဲနဲ့အာဏာကိုဝန်ကြီးဌာနတွေကိုယူနေကြတဲ့ပုံကိုယ်တွေကြောင့်ဒါကြောင့်ဒီမိုကရေစီဟာ stable မဖြစ်တာပေါ့ဒါကိုပြည်သူတွေကသိပါတယ် after suffering under poor governance ပြည်သူတွေဟာညံပြင်းတဲ့အုပ်ချုပ်မှုစနစ်အောက်မှာဒုက္ခတွေမြောက်များစွာခံလာရပြီးတဲ့နောက်မှာတော့ it was only natural for them တပြည်သူတွေအတွက်တော်တာတဘာဝကြပါလေတဲ့ to think deeply to think စဉ်းစားဖို့ deeply လေးလေးနက်နက်စဉ်းစားဖို့စဉ်းစားတာတဘာဝကြပါလေတဲ့ about how to achieve good government အစိုးရကောင်းတရားကိုဘယ်လိုရအောင် လုပ်ရမလဲဆိုတာကို လေးလေးနက်နက်ဒါစဉ်းစားတာဒါတဘာဝကြပါတယ်လို့ဒါဒကမာကြီးတော်ဆန်းစုကြည်တင်ပြထားတယ် ဉာဏ်ဖြင့်တဲ့အုတ်ချုပ်မှုအောက်မှာဆင်းရဲဒုက္ခတွေခံလာရပြီးတော့ကောင်းမွန်တဲ့အုတ်ချုပ်မှုကိုအစိုးရတရားကိုလိုချင်တာဒါတဘာဝကြတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါကောင်းမွန်တဲ့အုတ်ချုပ်မှုစနစ်ကိုဘယ်လိုစဉ်းစားကြတယ်လဲပြည်သူပြည်သူတွေကကောင်းမွန်တဲ့အုတ်ချုပ်မှုဆိုတာဘာလဲဆိုတာကိုပြည်သူတွေကဘယ်လိုစဉ်းစားတယ်လဲအာဏာရှင်တွေကတော့ပြောကြတယ်လေဟာပြည်သူတွေကဘယ်လိုလုပ်ပြီးတော့စဉ်းစားနိုင်မလဲ အတွေးခေါ်တွေအယူအဆတွေမရှိကြဘူးဆိုပြီးတော့ပြောကြတယ်နော်မသိပါဘူးပြည်သူတွေဟာဒီမိုကရေစီစနစ်ကိုလည်းပဲသူတို့နားမလည်သေးပါဘူးဆိုပြီးတော့အဲ့ဒါလိုပြောကြတယ်အာဏာရှင်တွေအများကြီးရှိတယ်ဒီမိုကရေစီကိုမလိုချင်တဲ့ဒီမိုကရေစီကိုမထောက်ခံချင်တဲ့အာဏာရှင်တွေကပြည်သူတွေကိုအဲ့ဒါလိုအထင်သေးအမြင်သေးပြောကြတာတွေရှိတယ်ဒီမိုကရေစီကနုပါသေးတယ်ဆိုပြီးတော့ပြောကြတာတွေရှိတယ်နောက်တစ်ခုက NLD နဲ့ပြည်သူတွေ ဒီဓမ္မိုက်တော်ဆန်းစုကြည်တို့ဒီမိုကရေစီနီးမကြတဲ့ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဖို့ဆိုပြီးတော့တိုင်းပြည်လုံးကိုတတိုင်းပြည်လုံးကိုလှည့်လည်ပြီးတော့ပြောတဲ့အခါကျတော့အဲ့ဒါအာနာရှင်တွေကဘာပြောသလဲဆိုတော့ဟာဖွဲ့စည်းပုံပြင်နေတာကပြည်သူတွေမဟုတ်ဘူးဆိုပြီးတော့ပြည်သူတွေကဘာသိမှလဲဆိုပြီးတော့အဲ့ဒါလိုထင်သေးအမြင်သေးပြောပြီးတော့အကြောင်းအမျိုးမျိုးပြပြီးတော့တိုင်းပြည်ကိုလက်ဝကြီးအုပ်ခဲ့ကြတာနေပေါင်းများစွာပဲเนาะ ပြည်သူတွေဟာနိုင်ငံတကာမှာနာမည်ကြီးတဲ့ဟာလားတက္ကသိုလ်ကြီးတွေမှာ political science နိုင်ငံရေးသိပ္ပံကျောင်းတွေကိုမတက်နိုင်ကြပါဘူးเนาะမတက်နိုင်ဆင်းရဲကြပါတယ်စစ်အာဏာရှင်အောက်မှာတိုင်းပြည်ကပြည်သူလူထုတွေကဘယ်တော့မှလည်းချမ်းသာလာကြမှာမဟုတ်ဘူးဒါပေမဲ့ဒီမိုကရေစီရဲ့သဘောတရားကိုဘယ်လိုလေ့လာကြသလဲမှတ်သားကြသလဲဆိုတော့ဦးဇင်းတို့ရဲ့ဗုဒ္ဓဟောခဲ့တဲ့ဓမ္မတွေက အမတန်မှဒီမိုကရေစီနေစနစ်ကြပါတယ်အမတန်မှဒီမိုကရေစီနေစနစ်ကြတယ်ဒါကြောင့်မလို့ဒါဘလောက်တိောက်ဒီမိုကရေစီနေစနစ်ကြတယ်လဲဆိုတော့ဒါဒီနေရာမှာကျုံတို့ပြောရရင်အိန္ဒိယရဲ့ဖွဲ့စည်းပုံခြေခံဥပဒေကိုရေးဆွဲခဲ့တဲ့ဒေါက်တာအမ်ဘေကာဆိုတာရှိတယ်သူကစာရေးဆရာနိုင်ငံရေးဆရာအဲ့ဒီပုဂ္ဂိုလ်ကမပြောတယ်လဲဆိုတော့ Buddhism was a democratic movement which was upheld democracy and religion, democracy and society, and democracy and politics. အဲ့ဒါလို့ပြောတာရှိတယ်။ဗုဒ္ဓဘာသာဟာဗုဒ္ဓဘာသာရဲ့လုံပုံ လုံနည်းတွေကဘာသာရေးမှလည်းဒီမိုကရေစီနှိကြတယ်လို့အဲ့တော့လူမှုရေးမှလည်းဒီမိုကရေစီနှိကြတယ်တဲ့။နောက်တစ်ခါနိုင်ငံရေးမှလည်းဒီမိုကရေစီနှိကြတယ်။သူဆိုလိုတာကဗုဒ္ဓကဒုက္ခကသင်ချုပ်ငြိမ်းရာနိဗ္ဗာန်သွားရလမ်းကြောင်းတစ်ခုတည်းကိုပဲဟောခဲ့တာမဟုတ်ဘဲနဲ့ ဲ့တော့လူမှုအဖွဲ့အစည်းတွေမှာညီညီချမ်းချမ်းနဲ့ဒါဇာတာဖြစ်အောင်နေနိုင်ဖို့အတွက်ဒါနဲ့သမီးဆက်ဆံရေးဆရာနဲ့တပည့်ဆက်ဆံရေးအုပ်ချုပ်သူနဲ့အုပ်ချုပ်ခံသူတိုင်းသူပြည်သားတွေရဲ့ဆက်ဆံရေးအလုံသမားနဲ့အလုံရှင်ဆက်ဆံရေးစသဖြင့်အဲ့ဒီလိုဟာတွေဆရာနဲ့တပည့်ဆက်ဆံရေးအဲ့ဒီလိုလူမှုရေးတွေအကြောင်းကိုလည်းပဲဒါဗုဒ္ဓကဟောခဲ့တယ်အဲ့လိုဟောတဲ့အခါမှာလည်းပဲဒါအင်မတန်ဒီမိုကရေစီနှိကြတယ်နောက်တစ်ခါနိုင်ငံရေးအုပ်ချုပ်သူနဲ့အုပ်ချုပ်ခံသူ တိုင်းပြည်မှာအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကတိုင်းသူပြည်သားတွေကိုရင်ဝယ်သားခဲ့သူဘယ်လိုဘယ်လိုကြင်ကြံရမယ်ဆိုတဲ့ဥစ္စာတွေဘာသာရေးမှာလည်းပဲယဟန်တန်ဃာတွေကိုတွင်တင်တဲ့နေရာမှာအင်မတန်မှဒီမိုကရေစီနဲ့စနစ်ကြတယ်လို့ဒါပြောလို့ရတယ်အာနာရှင်ဆန်ဆန်နဲ့မြတ်စွာဘုရားကယဟန်တန်ဃာတွေကိုအုပ်ချုပ်ခဲ့တာမဟုတ်ဘူးလို့ဒီလိုပြောလို့ရတယ်ဒီမိုကရေစီဆိုတာဟာပြည်သူတွေရဲ့အခွင့်အရေးအသစ်ကိုဖန်တီးပေးနိုင်တယ်ဆိုတာကိုပြည်သူတွေကယုံကြည်တာဟာ ယုံကြည်တယ်လေ့လာလို့ရတယ်ဆိုတာဗုဒ္ဓရဲ့တရားတော်တွေမှာဒါလေ့လာခဲ့ကြတယ်အစဉ်လာတွေရှိပါတယ်ဆိုတာကိုဒါဒဂမကြီးကဒါပြောတယ်နော်နောက်တစ်ခါအာနာရှင်အောက်မှာတော့ညံပြင်းတဲ့အုပ်ချုပ်မှု အောက်မှာပြည်သူတွေဟာလူမှုရေးစီးပွားရေးနိုင်ငံရေးပြည်ထနာပေါင်း16000နော်ဒုက္ခဒုက္ခတွေခါစီးပြီးတော့ခံလာရပြီးတဲ့နောက်မှာကြတော့ဒါကောင်းမွန်တဲ့အစိုးရတရားကိုလိုချင်ကြတယ်အုပ်ချုပ်မှုစနစ်ဟလာကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်ကို ဗုဒ္ဓရဲ့တရားတော်တွေထဲမှာပြည်သူတွေကလေ့လာကြတယ်ဒီမိုကရေစီကိုဗုဒ္ဓရဲ့တရားတော်တွေမှာ ရှာကြတယ်ပေါ့အဲ့တော့ဒီမိုကရေစီစံတန်ဖိုးတွေဖြစ်တဲ့တရားမျှတမှုတို့ဒန်တူညီမျှမှုတို့တာဝန်ယူမှုတာဝန်ခံမှုတို့ဆိုတဲ့ဟာတွေဟာဗုဒ္ဓဘာသာမှာဗုဒ္ဓရဲ့တရားတော်တွေထဲမှာအခြေခံအကြဆုံးကာကြီးခါဝေဖြစ်တယ်ဆိုတာဒါပြည်သူတွေကဒါသိရတယ် နောက်ပြည်သူတွေရဲ့ဗုဒ္ဓတရားတော်ထဲကလေ့လာရတာကဘာလဲဆိုတဲ့အခါကျတော့ဗုဒ္ဓရဲ့တရားတော်တွေဟာအာနာရှင်စနစ်မဟုတ်ဘူးဗုဒ္ဓရဲ့တရားတော်တွေကဘယ်တော့မှအာနာရှင်စနစ်ကိုအာမပေးဘူးဆိုတာပဲเนาะအဲ့တော့ Buddhism does not believe in absolute authoritarian เนาะ authority ပေါ့အဲ့တော့အာနာရှင်စနစ်ကိုဗုဒ္ဓဘာသာကဘယ်တော့မှအယုံကြည်မရှိဘူးဗုဒ္ဓက ဘာလဲဆိုတော့ငါပြောတာကိုလက်ခံရမယ်အတော်မတက်နဲ့လို့အာနာရှင်ဆန်းဆန်းပြောခဲ့တာ မရှိပါဘူးငါပြောခဲ့တဲ့တရားတွေကိုမင်းတို့ဆန်းစစ်ကြလေ့လာကြဝေဖန်ကြလက်တွေ့ကျင့်သုံးကြပါလို့ဗုဒ္ဓကအားပေးခဲ့တယ်ဒါဟာအင်မတန်မှဒီမိုကရေစီဆန်းတယ်အဲ့ဒီနေစနစ်တွေကိုပြည်သူတွေကရခဲ့တယ်ဒါဘလောက်ထိဒီမိုကရေစီနှိကြတယ်လဲဆိုတာစဉ်းစားကြည့်ဖို့ဘလောက်ထိအောင် open mind ဟာလာစိတ်သက်ပွင့်လင်းတယ်လေဆိုတာဒါစဉ်းစားကြည့်ဖို့ပေါ့ this open minded approach makes buddhism democratic by nature နော်အဲ့ဒီလိုနှလုံးသားကျေပြန့်တာဒီပင်လျင်နှလုံးသားကျေပြန့်အောင်သင်ပြပေးတာဒီပင်လျင်ဗုဒ္ဓဘာသာဟာတဘာဝအရာကိုကဒီမိုကရေစီနှိကြတယ်လို့ဒါပြောလို့ရတယ်ဒါပေမဲ့အာနာရှင်တွေက သူတို့အကြာကြီးတိုင်းပြည်ကိုလျော့ချိအုပ်ချုပ်နိုင်မှုအတွက်ပြည်သူတွေကိုအမြင်ကျင်းအောင် အစွမ်းရအောင်နေအမျိုးမျိုးနဲ့လမ်းလွဲရအောင် လုပ်ခဲ့ကြတာတွေတော့ရှိတာပေါ့နော်ဒါပေမဲ့ဗုဒ္ဓဟောခဲ့တဲ့တရားတွေထဲမှာမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ဗိမဇုတရားတွေဟာပြည်သူတွေရဲ့ဘဝအေးချမ်းမှုငြိမ်းချမ်းမှုသာယာမှုဆိုတာဟာဒါအခြေခံကြာဆုံးအချက်တွေဖြစ်တယ်အဲ့လိုဗိမဇုတရားကမြတ်စွာဘုရားဟောခဲ့တဲ့ အခြေခံကြဆုံးသောမြမစုတရားကကင်းလွတ်တဲ့ဘယ်နိုင်ငံရေးစနစ်ပဲဖြစ်ဖြစ်ဒါမငြိမ်းချမ်းနိုင်ဘူးမသားရနိုင်ဘူးမငြိဟာလာမေးချမ်းနိုင်ဘူးဆိုတာကဒါပြည်သူတွေကသဘောပေါက်တယ်အာဏာရှင်တွေရဲ့လုပ်ရဟာဒါကြောင့်မို့လို့ဗုဒ္ဓရဲ့တရားတော်နဲ့သိဖိနေတယ်ဆန့်ကျင်နေတယ်ဆိုတာကဒါပြည်သူတွေသိတယ်ဒါ2008ဖွဲ့စည်းပုံတည်းကဥပမာတစ်ခုကိုထုတ်ပြရမယ်ဆိုရင်အာဏာရှင်တွေဟာလှုပ်ချင်တာ လှုပ်ခဲ့ပြီးတဲ့နောက်လှုပ်ချင်တယ်လို့လှုပ်ခိုးချင်တယ်လို့ခိုးအဲ့ဒါလိုခိုးခဲ့ပြီးတဲ့နောက်မှာကြာတော့ဘာလှုပ်လဲဆိုတဲ့အခါကြာတော့နောက်ကျောင်းပြန်အေးမယူရဆိုတဲ့ဥပရိတရားကိုသူတို့ပြတ်ထန်းတယ်နော်အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓရဲ့ကမ္မဝါဒနဲ့လုံးဝဆန့်ကျင်သွားတယ်ဗုဒ္ဓဘာသာမှန်ရင်ဗုဒ္ဓဘာသာဝင်ဝင်မှန်ရင်ကမ္မဝါဒကိုဆန့်ကျင်လို့ကိုမရဘူးကိုလှုပ်တာကိုကိုတာဝန်ယူရမယ်နော်ကိုလှုပ်တာကိုခံရမယ်ကိုလှုပ်ချင်တာလှုပ်ပြီးတော့ ငါမခံမခံဘူးဆိုတဲ့ဥစ္စာကဒါကမ္မဝါဒနဲ့ဒါဆန့်ကျင်တာပဲအဲ့တော့ဒီမိုကရေစီဆိုတာက တကယ်တမ်းကျတော့မဲပေးယုံနဲ့ဒါပြီးတဲ့စနစ်မဟုတ်ပါဘူးဒီမိုကရေစီဖြစ်တာမဟုတ်ပါဘူးဒီမိုကရေစီဆိုတာဟာလွတ်လပ်ရမယ်မျှတရမယ်ယူသားရမယ်အာဏာရှင်အောက်မှာဘယ်တော့မှယူသားမှုဆိုတာမရှိနိုင်ဘူးယူသားတဲ့ပုဂ္ဂိုလ်တွေဟာအာဏာရှင်တွေရဲ့ဖိနှိပ်မှုညှဉ်းပန်းနှိပ်စက်မှုကိုခံကြရတယ်เนาะမကြိုက်ရင်မကြိုက်ဘူးလို့ပြောလို့မရဘူးမကောင်းရင်မကောင်းဘူးလို့ပြောလို့မရဘူး အနာရှင်တွေအကျက်ကိုလိုက်လုံနေကြရတယ်။ဒါကြောင့်မို့လို့ယုဒမှုဆိုတာဟာအနာရှင်အောင်မှာမဖြစ်နိုင်ဘူး။ဒါကြောင့်မို့လို့ဘုရားရဲ့သားတော်သမီးတော်တွေဟာဘုရားမကြိုက်တဲ့အနာရှင်စနစ်ကိုအားမပေးဖို့လိုတယ်။နော်။အဲ့တော့မြန်မာပြည်မှာဒီမိုကရေစီထွန်းကားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီမိုကရေစီထွန်းကားဖို့ဓမ္မထွန်းကားဖို့ငြိမ်းချမ်းဖို့တရားမျှတဖို့ဆိုလို့ရှိရင်တော့အနာရှင်စနစ်ကိုအမြင့်ပြပယ်တတ်နိုင်မှရမယ်ဆိုတာကိုဒါပြောကြရဲ့နဲ့ ဦးစင်းရဲ့ပြောကြားချက်ကိုညီကုန်းချုပ်ပါတယ်မြန်မာနိုင်ငံမှာဓမ္မထွန်းကားအောင်ငင်းချမ်းအောင်တရားမြတ်တမှုရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပါတယ်အားလုံးကျမ်းမှာချမ်းသာကြပါစေ